မင်္ဂလာပါခင်ဗျာ11ရုပ်တံရဲ့ match လ15ရက်နေ့နန္နာပိုင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးပါတော့မယ်အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ကိုရီးယားစစ်တပ်ကစစ်ရေးလေ့ကျင့်စဉ်ဘုံမွာကျေချခဲ့တဲ့ဖြစ်စဉ်မှာဒဏ်ရာရရှိခဲ့သောမြန်မာနိုင်ငံသားနဲ့ပတ်သက်ပြီးအကျိုးခံစားခွင့်များရရှိအောင်ဆောင်ရွက်နေဆိုတဲ့သတင်းချမ်းပြည်နယ်မြောက်ပိုင်းတန်ရန်မြို့နယ်အတွင်းတရားမဝင် online လောင်းကစားနဲ့ငွေကြေးလိမ်လည်မှုဆောင်ရွက်နေတဲ့ပြည်ပနိုင်ငံသား165ဦးနဲ့မြန်မာနိုင်ငံသားတအုပ်ဖမ်းဆီးရမိဆိုတဲ့သတင်း မတ်လ12ရက်ကပြည်မြို့မှာ40ဒသမ8ဒီဂရီဆက်စီရဲ့6မြို့နယ်၌40ဒသမ5ဒီဂရီဆက်စီရဲ့နဲ့တောင်ကုန်မြို့မှာ40ဒသမဒီဂရီဆက်စီရဲ့ဟိနေပူချိန်များအမြင့်တက်ဆိုတဲ့တဲ့ဖိလစ်ပိုင်ရဲ့မိုးရေစိုးရိုက်တိုက်ဖြတ်ရေးစစ်ပွဲနဲ့ပတ်သက်ပြီးတာဝန်ယူမိဟုတမရဟောင်းဒူတာဒေးပြောကြားဆိုတဲ့တဲ့လာမယ့်ယာစီချန်ပီယံလိမှာအင်္ဂလန်အသင်း9သင်းအထိရှင်ပြိုင်ကစားခွင့်ရဖို့ရှိဆိုတဲ့တဲ့အစားရှိသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ပထမဦးဆုံးသတင်းတပုတ်အနေနဲ့ကိုရီးယားစစ်တပ်ကစစ်ရေးလေ့ကျင့်စဉ်ဘုံမှကျဲခံရသည့်ဖြစ်စဉ်မှဒဏ်ရာရရှိခဲ့သောမြန်မာနိုင်ငံသားနှင့်ပတ်သက်ပြီးကြိုးခမ်းစားခွင့်များရရှိအောင်ဆောင်ရွက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကိုရီးယားစစ်တပ်ကစစ်ရေးလေ့ကျင့်စဉ်ဘုံမှကျဲချခဲ့တဲ့ဖြစ်စဉ်မှထိခိုက်ဒဏ်ရာရရှိခဲ့တဲ့မြန်မာနိုင်ငံသားနှင့်ပတ်သက်ပြီးကြိုးခမ်းစားခွင့်တွေရရှိအောင်ဆောင်ရွက်နေတယ်လို့မြန်မာနိုင်ငံဆိုင်ရာမြန်မာတန်ယုံကသတင်းထုတ်ပြန်ထားပါတယ်။ ထရာရရှိခဲ့သူဟာဦးမြင့်ကြည်ဆိုသူမြန်မာနိုင်ငံသားဖြစ်ပြီးသူဟာကယောင်ခီပြည်နယ်စောင်းနယ်မြို့နယ်မှာရှိတဲ့တမတော်စေယုံမှာစေကူတော်မှုခံယူလျက်ရှိရလို့သိရပါဗျ။စေကူတော်မှုခံယူနေတဲ့ဦးမြင့်ကြည်ကိုကိုရီးယားနိုင်ငံဆိုင်ရာမြန်မာတန်ယုံရဲ့တန်အမှတ်ကြီးဦးတန်းစင်က မလစနေရက်ကတွားရောက်တွေ့ဆုံပြီးထိခိုက်ဒဏ်ရာရရှိမှုနဲ့စေကုသမှုခံယူနေမှုတို့ကိုမေးမြန်းပြီးစားတော့ဖွေရာတွေပေးအပ်ပြီးအားပေးစကားပြောကြကလိုအပ်တဲ့အကူအညီမှုတွေပြုလုပ်ပေးခဲ့တယ်လို့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ဒါ့ပြင်တမ်မတ်ကြီးဟာတမရွန်စေယုံမှာကိုရီးယားလေကြောင်းတပ်ဖွဲ့ဌာနချုပ်ကဗိုလ်မှူးကြီးနဲ့ကိုရီးယားတမရွန်စေယုံတို့ရဲ့တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့မြန်မာနိုင်ငံသားကိုလိုအပ်တဲ့အကူအညီဆောင်ရှောက်မှုတွေပြုလုပ်ပေးနိုင်ရည် ုံထုံးလုံနေတွေနဲ့အညီအာမခံဥပဒေပါအကျိုးခံစားခွင့်တွေနိနာကြီးတွေရရှိခံစားနိုင်ရေကိုဆွေးနွေးတိုက်တွန်းပြောကြားခဲ့ကြောင်းကိုရီးယားနိုင်ငံဆိုင်ရာမြန်မာတန်ယုံရဲ့သတင်းထုတ်ပြန်ချက်အရသိရပါဗျ။တောင်ကိုရီးယားရဲ့တိုက်လေယာဉ်20ဟာမလ6ရက်ကပြေလုတဲ့စီးရေးလေးကျင့်မှုအတွင်းအရသားရိနေထိုင်တဲ့မြို့ပေါ်ကိုဘုံးရှစ်လုံးမှာရင်ကျဲချမိခဲ့တာဖြစ်ပါတယ်။ဒီဖြစ်စဉ်ကြောင့်ဒရန်ရရှိသူ29ဦးရှိခဲ့ပြီးအရသား15ဦးနဲ့ဆက်သား14ဦးတို့ဒရန်ရရှိခဲ့တာဖြစ်တယ်လို့ ကိုရီးယားသတင်းဌာနတွေကရေးသားဖော်ပြထားကြပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတန်ရမ်းမြို့အတွင်းတရားမဝင် online လောင်းကစားနဲ့ငွေကြေးလိမ်လည်မှုဆောင်ရွက်နေတဲ့ပြည်ပနိုင်ငံသား165ဦးနဲ့မြန်မာနိုင်ငံသား2ဦးဖမ်းဆီးရမိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတန်ရမ်းမြို့မှာတရားမဝင် online လောင်းကစားနဲ့ငွေကြေးလိမ်လည်မှုဆောင်ရွက်နေတဲ့ပြည်ပနိုင်ငံသား165ဦးနဲ့ မြန်မာနိုင်ငံသားတအုပ်ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတန်ရန်မြို့နယ်အတွင်းတရားမဝင်အွန်လိုင်းလောင်းကစားနဲ့ငွေကြေးလိမ်လည်မှုလုပ်ငန်းတွေဆောင်ရွက်လျက်ရှိကြောင်းသတင်းအရမလ12ရက်မှာအဆိုပါမြို့နယ်မှာရှိတဲ့နာဟုတ်ကြီးရွာအုပ်စုအတွင်းရှောက်ဖွေဖော်ထုတ်စစ်ဆေးခဲ့ရာတရားမဝင်အွန်လိုင်းလောင်းကစားနဲ့ငွေကြေးလိမ်လည်မှုလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့တရားမဝင်ပြည်ပနိုင်ငံသား165ဦးမြန်မာနိုင်ငံသားတအုပ်တို့ကိုအလျားပေ200အနံပေ60ရှိတဲ့သုံးမိုးခန့်မှတလုံး ခန္ခန်းတွေယာယီလူနေအဆအုပ်၅လုံးလုပ်ငန်းသုံးပြိဘောကပစ္စည်းတွေစတားလင့်နှစ်စုံဖုန်းမျိုးစုံအလုံး၃၀အော်ရီဝမ်ကွန်ပျူတာ၅လုံးတို့နဲ့အတူဖန်ဆီးရမိခဲ့တယ်လို့သိရပါဗျ။အထက်ပါဖြစ်စဉ်မှာဖန်ဆီးရမိသူတွေကိုစနစ်တကျစစ်စစ်ဆောင်ရွက်လျက်ရှိပြီးဥပဒေနဲ့အညီတရားစွဲဆိုအရေးယူဆောင်ရွက်နိုင်မှုနဲ့ပြည်ပနိုင်ငံသားတွေကိုလူသားချင်းစာနာထောက်ထားမှုနဲ့နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေ့ရှုပြီးသက်ဆိုင်ရာနိုင်ငံတွေကိုပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးဆောင်ရွက်သွားမယ်လို့သိရပါဗျ။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မတ်လ12ရက်ကပြည်မြို့မှာ40.8ဒီဂရီဆက်စီရဲ့6မြို့နယ်မှာ40.5ဒီဂရီဆက်စီရဲ့နဲ့တောင်ကုန်းမြို့နယ်မှာ40ဒီဂရီဆက်စီရဲ့အထိနေ့အပူချိန်များမြင့်တက်ဆွဲသတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ12ရက်ကပြည်မြို့မှာ40.8ဒီဂရီဆက်စီရဲ့6မြို့နယ်မှာ40.5ဒီဂရီဆက်စီရဲ့နဲ့တောင်ကုန်းမြို့မှာ40.5ဒီဂရီဆက်စီရဲ့အထိနေ့အပူချိန်တွေမြင့်တက်ခဲ့ကြောင်း မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ထုတ်ပြန်ချက်အရနေပူချင်းတွေဟာနေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းအေရီတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာမလရဲ့ပြင်းမြအပူချိန်တို့ထက်1ဒီဂရီဆယ်စီယပ်ပိုခဲ့ပြီးကချင်ပြည်နယ်မှာမလရဲ့ပြင်းမြအပူချိန်အောက်3ဒီဂရီဆယ်စီယပ်ရောင်းနေကကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာမလရဲ့ပြင်းမြအပူချိန်ခန့်သာရှိခဲ့တယ်လို့သိရပါတယ်။မလစနစ်ရကဖြစ်ပေါ်ခဲ့တဲ့ထူးခြားတဲ့နေပူချိန်တွေမှာ ပြည်မြို့မှာ40ဒသမ8ဒီဂရီဆယ်စီယပ်စ်၊ချောင်းမြို့မှာ40ဒသမ5ဒီဂရီဆယ်စီယပ်စ်၊တောင်ကုန်းမြို့မှာ40ဒီဂရီဆယ်စီယပ်စ်၊မကွေးမြို့မှာ39ဒသမ6ဒီဂရီဆယ်စီယပ်စ်၊ပဲခူး၊အောင်လန်နဲ့ဖအန်တို့မှာ39ဒသမ3ဒီဂရီဆယ်စီယပ်စ်၊ရမဲသိမ်းမြို့ရွှေကျင်နဲ့မြောက်ရီမြို့တို့မှာ39.2ဒသမ2ဒီဂရီဆယ်စီယပ်စ်နဲ့တက်ကုန်းမြို့မှာ39.1ဒသမ1ဒီဂရီဆယ်စီယပ်စ်တို့ဖြစ်ကြကြောင်းမှတ်သားဖော်ရမူရခြင်းနေဟာကော်တောင်းမြို့မှာ39.5ကိုလမမချမ်းမောမြို့မှာ 39.2လေးလမခန်းဒီမြို့နဲ့ပူတာအုံမြို့တို့မှာ39.16လမစီနဲ့ဘိမ်းမြို့မှာ39.38လမဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဖိလစ်ပိုင်ရဲ့မိုးရေစီဝါတိုက်ဖျက်ရေးစစ်ပွဲနဲ့ပတ်သက်ပြီးတာဝန်ယူမိဟုတမရဟောင်းဒူတာဒေးပြောကြားဆွေးနွေးတဲ့ကိုတင်ဆက်ပေးပါမယ်။ဖိလစ်ပိုင်ရဲ့မိုးရေစီဝါတိုက်ဖျက်ရေးစစ်ပွဲနဲ့ပတ်သက်ပြီးတာဝန်ယူမယ်လို့တမရဟောင်းဒူတာဒေးကပြောကြားခဲ့ပါတယ်။ နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကမူရင်းစေဝါတိုက်ဖျက်ရေးစစ်ပွဲနဲ့ပတ်သက်တဲ့ဆွဲချက်တွေကိုရင်ဆိုင်စေဖို့ဒူတာဒေးကိုမလ12ရက်ကထိန်းသိမ်းထားချိန်မှာဒူတာဒေးကအခုလိုပြောကြားခဲ့တာပါဒူတာဒေးဟာလူပေါင်းတောင်းချီတည်ဆုံစေခဲ့တယ်လို့လူအခွင့်အရေးအဖွဲ့တွေကခန့်မှန်းခဲ့တဲ့မူရင်းစစ်ပွဲအတွင်းလူသားမျိုးနွယ်ကိုစန့်ကျင်တဲ့ရာဇဝတ်မှုတွယ်ဝိုက်ပြီးကြံရပါအဖြစ်ပေါဝင်ပသက်မှုတွေနဲ့တရားစွဲဆိုဖို့ကြိုးကြောင်းညှိညွတ်တဲ့အကြောင်းပြချက်တွေရှိတယ်လို့ ICC ကယူဆထားပါတယ် တရားဥပဒေစိုးမိုးရေးနဲ့စစ်တပ်ကိုကျွန်တော်ကဦးဆောင်ခဲ့တာဖြစ်ပါတယ်။ခမရုကိုကောက်ွယ်သွားမယ်လို့ကျွန်တော်ပြောခဲ့ပါတယ်။ဒါရီအောင်လို့အတွက်ကျွန်တော်တောင်းဝန်ယူသွားမှာပါလို့ဒူတာဒီက၎င်းရဲ့အကြံပေးပို့ကိုတအုပ်ရဲ့ Facebook page တွင်မှာတင်ထားတဲ့ဗီဒီယိုထဲမှာပြောကြားခဲ့ပါတယ်။အဲ့ဒါဟာကျွန်တော်လုပ်ခဲ့တာဖြစ်တာကြောင့်ကျွန်တော်ပဲတောင်းဝန်ယူမယ်လို့ရဲတပ်ဖွဲ့နဲ့စစ်တပ်ကိုကျွန်တော်ပြောခဲ့ပူပါတယ်လို့အသက်89နှစ်အရွယ်ဒူတာဒီကပြောပါတယ်။ဒူတာဒီဟာ ICC ရဲ့တရားခွင်မှာထွက်ပေါ်လာမဲ့ပထမဆုံးအာရှခေါင်းဆောင်အောက်တအူဖြစ်လာခဲ့ပါတယ်။ ဒူတာဒီဟာနယ်သာလန်နိုင်ငံရော်ဒတ်ဒန်လေစိတ်ကိုပုတ်ကလေးကဂျက်လီရီတစင်းနဲ့ရောက်ရှိလာခဲ့ပြီးတဲ့နောက်ဒီဟိတ်မြို့မှာရှိတဲ့ ICC မှာထိမ့်သိမ်းခံခဲ့ရကြောင်းပြောရေးဆိုခွင့်ရှိသူတို့ကအတည်ပြုခဲ့ပါတယ်။ဒူတာဒီကိုခေါ်ဆောင်သွားတယ်လို့ယူဆရတဲ့ကာတစီဟာဒီဟိတ်မြို့မှာရှိတဲ့ ICC ထိမ့်သိမ်းရေးစင်တာအတွင်းကိုမောင်းဝင်သွားချိန်မှာဒူတာဒီကိုထောက်ခံသူတွေကဖိလစ်ပိုင်အလံတွေကိုကင်ဆောင်ဝင်ရမ်းခဲ့ကြပြီးဒူတာဒီကို ပြန်လှုပ်ဖို့အော်ဟစ်တောင်းဆိုသူတချို့လည်းရှိခဲ့ပါတယ်။ တရားမျှတတဲ့လုပ်ငန်းစဉ်မရှိပါဘူး။ဒါကပြန်ပြီးဆွဲတာပါ။ဒူတာဒီကိုလင်းရင်ပေါ်တင်မီဒီကိုခေါ်လာခဲ့ကြတာလေလို့ဒူတာဒီကိုထောက်ခံသူတူဖြစ်တဲ့ Desk Weaving ကပြောပါရယ်။ဒူတာဒီကိုတိုင်ကြားတဲ့မူရင်းစစ်ပွဲမှာနှင်းနာသူတွေကိုကိုစားပြုတဲ့ ICC ရှင်းနဲ့ Gibert Andres ကတော့ဒူတာဒီကိုဖန်စီမှုဟာနိုင်ငံတကာပြည်မှုဆိုင်ရာတရားစီရင်မှုအတွက်ကြီးမားတဲ့လက္ခဏာတစ်ခုဖြစ်တယ်လို့ပြောကြားခဲ့ပါရယ်။နောက်ဆုံးအားသာတဲ့တဲ့ပုံအနေနဲ့လာမယ့်ရာသီချန်ပီယံလိမှာအင်္ဂလန်ကလပ်က 9တင်းအထိရှင်ပြိုင်နိုင်ရဖို့ရှိဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ဒါမဲ့နေရာဒီချန်ပီယံလိပြိုင်ပွဲမှာအင်္ဂလန်ကလပ်9တင်းအထိရှင်ပြိုင်နိုင်ခွင့်ရဖို့ရှိကြောင်းဗြိတိန်မီဒီယာတွေကဖော်ပြခဲ့ပါတယ်။ပုံမှန်အဖြစ်ချန်ပီယံလိပြိုင်ပွဲမှာအင်္ဂလန်ကလပ်၄သင်းသာရှင်ပြိုင်ခွင့်ရရှိပေမဲ့ချန်ပီယံလိပြိုင်ပွဲကိုအသင်းအရေအတွက်တိုးမြင့်ခဲ့ပြီးတဲ့နောက် UEFA ရဲ့အဆင့်သတ်မှတ်ချက်အမြင့်ဆုံးနိုင်ငံနှစ်ခုကကလပ်အသင်း၂သင်းထပ်တိုးရှင်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။လက်ရှိအချိန်မှာအင်္ဂလန်ကအဆိုပါအဆင့်သတ်မှတ်ချက်မှာပြိုင်ဖက်တွေထက်အသာရနေတဲ့အတွက် ဝင်ခွင့်တနေရာထပ်တိုးဖွယ်ရှိနေတာဖြစ်ပါတယ်။ဒါကြောင့်ချန်ပီယံလိနဲ့ယူရိုပါလိမှာအက်စတွန်ဗီလာ၊မန်ယူနဲ့စပါးရိုပိုးဆွဲပါကခုနှစ်သင်းအထိရှင်ပြိုင်ခွင့်ရနိုင်တာပဲဖြစ်ပါတယ်။ဘလဲဘင်းရုပ်တံရဲ့မတ်လ15ရက်နေ့မနက်ပိုင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးကြရတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။